ါရှင်2025ခုနှစ်ဧပြီလ9ရက်နေ့ကနေ23ရက်နေ့အထိမိုးလေဝသအခြေအနေခန့်မှန်းချက်တွေကိုတင်ပြပေးသွားပါမယ်။အခုတစ်ပတ်တွင်ဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ဧပြီလ9ရက်နေ့နဲ့10ရက်နေ့တွေအတွင်းဘင်္ဂလားပင်လယ်အော်တောင်မပိုင်းမှာလီဘီယာနဲ့ယမန်တို့ကဖြစ်ပေါ်နိုင်ပြီးအဆိုပါလီဘီယာနဲ့ယမန်ဟာလာမယ့်3-4ရက်အတွင်းမှာအနောက်ဘက်ကနေအနောက်မြောက်ဘက်ကိုဦးတည်ရွေးရှားနိုင်ကြောင်းခန့်မှန်းထားပါတယ်။ မိုးလေဝသခန့်မှန်းတွက်ချက်မှုပြ model တွေအရအဆိုပါလီဗီယာနဲ့ယဝန်ဟာဆက်လက်အားကောင်းလာခြင်းမရှိကြောင်းခန့်မှန်းထားပေမဲ့လည်း၎င်းရဲ့လမ်းကြောင်းနဲ့အားကောင်းမှုအခြေအနေကိုအချိန်နဲ့အမျှစောင့်ကြည့်ဖို့လိုအပ်ပါတယ်။ဘင်္ဂလားပင်လယ်ော်တောင်ပိုင်းမှာဖြစ်ပေါ်နိုင်တဲ့လီဗီယာနဲ့ယဝန်အခြေအနေမြန်မာတိုင်းနိုင်ငံလုံးမှာအချိန်အခါမဟုတ်မိုးရွာသွန်းမှုတွေနေရာကွက်ပြီးမိုးကြီးခြင်းတွေဖြစ်ပေါ်နိုင်ပါတယ်။ အပူအေးပြောင်းလဲမှုများတာကြောင့်မွန်လွယ်ပိုင်းနဲ့ညနေပိုင်းအချိန်တွေမှာလည်းလေပြင်းတိုက်ခတ်ခြင်းမိုးတိမ်တောင်းတွေဖြစ်ပေါ်ခြင်းနေရာကွက်ပြီးမိုးကြီးခြင်းမိုးသီးတွေကျွေခြင်းလျက်စီးလက်ခြင်းနဲ့မိုးကြိုးပစ်ခြင်းအစရှိတဲ့ဘေးအန္တရာယ်တွေဖြစ်ပေါ်နိုင်တဲ့အတွက်ပုံမှုဂရုပြုကြဖို့လည်းလိုအပ်ပါတယ်။မိုးချင်းတွေကတော့မြန်မာနိုင်ငံအရှိတောင်ဘက်ခြမ်းကရေငွေ့ပါဝင်တဲ့တိမ်ဆိုင်ဝဲတွေနဲ့ဘင်္ဂလားပင်လယ်အော်နဲ့ကပလီပင်လယ်ပြင်အတွင်းရှိတိမ်ဆိုင်ဝဲတွေကလွင့်ဆင်လာတဲ့တိမ်တွေနဲ့ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်လာတဲ့လီဘီယာနဲ့ယမန်အရှိန်ကြောင့်မြန်မာနိုင်ငံနေရာအနှံ့အပြားမှာနေရာစိစိကနေနေရာကျကျဝိုးရွာသွားနိုင်ပါတယ်။ ဂျွန်ရန်ရနှုံး80ဖြစ်ပါတယ်ခရင်ပေးတဲ့ဒေသတွေဖြစ်ကြတယ်မန္တလေး၊စကိုင်း၊ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ပဲခူးတိုင်းတို့မှာလည်းမိုးရသောမှုတွေကြောင့်ဘေးတင်ပြည်သူတွေအနေနဲ့သတိပြုနေထိုင်နိုင်ကြဖို့အသိပေးအပ်ပါတယ်။အခုဆက်လက်ပြီးနေ့လိုက်တပတ်စာမိုးလေဝသအခြေအနေတွေကိုတင်ပြပေးသွားပါမယ်။ဧပြီလ9ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်ော်အခြေအနေမှာ ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အင့်တင့်ကနေတိမ်ထူထပ်နိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေကတော့ရခိုင်ကမ်းရိုးတန်းမြို့ဝကျောင်းမော်ဒေသတွေနဲ့မုံတမခွေးတို့မှာလေဟာအနောက်အနောက်မြောက်ဘက်ကနေတနအာဂုံ9မိုင်ကနေ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနှင်းကနေလှိုင်းအသင့်တင်ရှိနိုင်ပါတယ်။တနင်္သာရီကမ်းရိုးတန်းမှာလေဟာအရှိအရှိမြောက်ဘက်ကနေတနအာဂုံ10မိုင်ကနေမိုင်20ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနှင်းကနေလှိုင်းအသင့်တင်ရှိနိုင်ပါတယ်။ မိုးချီနေကတော့စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးချင်းပြည်နယ်ကရင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာစိတ်စိတ်မိုးထချုံရွာနိုင်ပြီးတနင်္သာရီတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်တို့မှာတော့နေရာကွက်ကြားမိုးထချုံရွာနိုင်ပါတယ်။နေပူချိန်တွေကတော့မြန်မာနိုင်ငံဒေသတချို့တို့မှာနေပူချိန်တွေပြန်လည်ရော့ကျလာနိုင်ပါတယ်။မြူချိန်တွေကတော့မြန်မာနိုင်ငံတဝန်းလုံးမှာမြူကျဆင်းမှုရော့ကျနိုင်ပါတယ်။အဘီလာရှိရနေတဲ့မိုးလေဝသခန့်မှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အင့်တင့်တင့်ကနေတိမ်ထူထပ်နိုင်ပါတယ်။ ပင်လယ်ပြင်အခြေအနေကတော့ရခိုင်ကမ်းရိုးတဲ့မြဝချုံမော်ဒေတာတို့မှာလေဟာအနောက်အနောက်မြောက်ဘက်ကနေတနအိကုန်9မိုင်ကနေ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနေငယ်ကနေလှိုင်းအသင့်တင်ရှိနိုင်ပါတယ်။တနင်္သာရီကမ်းရိုးတဲ့မုံတမခွေတို့မှာတော့လေဟာအရှိအရှိမြောက်ဘက်ကနေတနအိကို10မိုင်ကနေ -10 ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနေငယ်ကနေလှိုင်းအသင့်တင်ရှိနိုင်ပါတယ်။ မိုးချင်းတွေကတော့မန္တလေးတိုင်းဒေသကြီး၊အေရီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ရှမ်းပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာစိတ်စိတ်မိုးထချုံရွာနိုင်ပြီးစကိုင်းတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီးနဲ့ကချင်ပြည်နယ်တို့မှာတော့နေရာကွက်ကြားမိုးထချုံရွာနိုင်ပါတယ်။နေပူချင်းတွေကတော့စကိုင်းတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီးနဲ့ကချင်ပြည်နယ်တို့မှာပုံမှန်အပူချိန်ထက်မြင့်တက်နိုင်ပါတယ်။ မြို့အခြေအနေကတော့စကိုင်းတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးနဲ့ကချင်ပြည်နယ်တို့မှာမနက်ပိုင်းမြူထူတွေကျဆင်းနိုင်ပါတယ်ရှင်။ AB လ9ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်ော်အခြေအနေမှာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်ော်တို့မှာတိမ်အထင်တင်ကနေတိမ်ထူထနိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေကတော့ရခိုင်ကမ်းရိုးတန်းနဲ့မြို့ဝကျွန်းပေါ်ဒေသတို့မှာလေဟာအနောက်အနောက်တောင်ဘက်ကနေတနအီကို10မိုင်ကနေ -20 ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနည်းငယ်ကနေလှိုင်းအထင်တင်ရှိနိုင်ပါတယ်။ ။တင်းသားကြီးကံရိုင်းတဲ့မုဒမကွေးတို့မှာတော့လေဟာအရှိတ်ဘက်ကနေတနားကြီးကိုဆယ်မိုင်ကနေမိုင်20ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနေငယ်ကနေလှိုင်းအထင်တင်ရှိနေပါသေးတယ်။မိုးချင်းတွေကတော့မန္တလေးတိုင်းဒေသကြီးတင်းသားကြီးတိုင်းဒေသကြီးနဲ့ချင်းပြည်နယ်တို့မှာနေရာစိတ်စိတ်မိုးထချုံရွာနိုင်ပြီးစကိုင်းတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးကချင်းပြည်နယ်ရှမ်းပြည်နယ်ရခိုင်ပြည်နယ်ကရင်ပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးထချုံရွာနိုင်ပါသေးတယ်။ကျန်ကုန်တိုင်းဒေသကြီး AR တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးနဲ့မွန်ပြည်နယ်တို့မှာတော့တိမ်အထင်တင်ဖြစ်ထွားနိုင်ပါသေးတယ်။ နေပူချိန်တွေကတော့ရန်ကုန်တိုင်းဒေသကြီး၊အေရီတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာပုံမှန်ပူချိန်ထက်မြင့်တက်နိုင်ပါတယ်။မြို့ချင်းတွေမှာလည်းရန်ကုန်တိုင်းဒေသကြီး၊အေရီတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊ရခိုင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာမနက်ပိုင်းမြူထူတွေကျဆင်းနိုင်ပါတယ်ရှင်။အေဘီလာ၁၀ရက်နေ့တော့မိုးလေဝသခန့်မှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်ော်အခြေအနေမှာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်ော်တို့မှာတိမ်အထင်တင်ကနေတိမ်ထူထပ်နိုင်ပါတယ်။ ပင်လယ်ပြင်အခြေအနေကတော့တနင်္သာရီကန်ယူရန်ရခိုင်ကန်ယူရန်မြဝကျုံမော်ဒေတာတွေနဲ့မုံတမခွေတို့မှာလေဟာအနောက်အနောက်တောင်ဘက်ကနေတနင်္သာရီကို7မန်ကနေ -10 ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနေငယ်ကနေလှိုင်းအသင်တင်ရှိနိုင်ပါတယ်။မိုးချင်းတွေကတော့တနင်္လာရီတိုင်းဒေသကြီးနဲ့ချင်းပြည်နယ်တို့မှာနေရာစိတ်စိတ်မိုးထချုံရွာနိုင်ပြီးစကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးကချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာကွက်ကြားမိုးထချုံရွာနိုင်ပါတယ်။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာတော့အများအပြားဖြင့်တာယာနိုင်ပါတယ်။ နေဘူးချိန်တွေကတော့မကွေးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီး AR တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးရခိုင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာပုံမှန်အပူချိန်ထက်မြင့်တက်နိုင်ပါတယ်။မြူချိန်တွေကတော့မကွေးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီး AR တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးရခိုင်ပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာမနက်ပိုင်းမြူထူတွေကျဆင်းနိုင်ပါတယ်ရှင်။ ။ဤပြီးလ17ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပ်လီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်တင်ကနေတိမ်ထူထပ်နိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေကတော့တနင်္သာရီကန်ယူရန်ရခိုင်ကန်ယူရန်မြို့ဝကျောင်းမော်ဒေသတွေနဲ့မုတ်တမခွေတို့မှာလေဟာအနောက်အနောက်တောင်ဘက်ကနေတနင်္သာရီကို10မိုင်ကနေ -20 ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနည်းငယ်ကနေလှိုင်းအထင်တင်ရှိနိုင်ပါတယ်။ မိုးချီနေကတော့စကိုင်းတိုင်းဒေသကြီးကချင်းပြည်နယ်နဲ့ချင်းပြည်နယ်တို့မှာနေရာစိတ်စိတ်မိုးတချုံရွာနိုင်ပြီးမန္တလေးတိုင်းဒေသကြီးရှမ်းပြည်နယ်ရခိုင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ကျမိုးတချုံရွာနိုင်ပါတယ်။တနင်္သာရီတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးနဲ့ကရင်ပြည်နယ်တို့မှာတော့တိမ်အထင်တင်ဖြစ်ထွန်းနိုင်ပါတယ်။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာအများအပြားသားရနိုင်ပါတယ်။နေပူချိန်တွေကတော့ရန်ကုန်တိုင်းဒေသကြီး၊အေရီတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကရင်ပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာပုံမှန်အပူချိန်ထက်မြင့်တက်နိုင်ပါတယ်။ မြူချီနေကတော့မန္တလေးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊အေရီတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကရင်ပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာမြူထူတွေကျဆင်းနိုင်ပါတယ်ရှင်။အီဘီလာစနေရနေ့တော့မိုးလေဝသခန့်မှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်တင်ကနေတိမ်ထူထပ်နိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေကတော့ရခိုင်ကဲရိုရန်နဲ့မြဝကျွန်းမော်ဒေသတို့မှာလေဟာအနောက်အနောက်မြောက်ဘက်ကနေတနအီကို၁၀မိုင်ကနေ -30 ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနေငယ်ကနေလှိုင်းအထင်တင်ရှိနိုင်ပါတယ်။ တနင်္လာရီကန်ရွတဲ့နဲ့မုံတမခွေးတို့မှာတော့လီဟာအရှိရှိတောင်ဘက်ကနေတနင်္လာရီကို9မိုင်ကနေ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနှင်းငယ်ကနေလှိုင်းအသင်တင်ရှိနိုင်ပါတယ်မိုးချီနေကတော့စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီး AR တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာစိတ်စိတ်မိုးထစ်ချုံရွာနိုင်ပြီးတနင်္လာရီတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်။နေပူချိန်တွေကတော့မြန်မာနိုင်ငံတဝန်းလုံးမှာနေပူချိန်တွေရောကြနိုင်ပါတယ်။ မြူချင်းတွေကတော့မြန်မာနိုင်ငံတဝန်းလုံးမှာမြူချဆဲမှုရော့ချနိုင်ပါတယ်ရှင်အီဘီလာ73ရက်နေတော့မိုးလေဝသခန့်မှန်းချက်တွေကတော့ဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်တင်ကနေတိမ်ထူထက်နိုင်ပါတယ်။ပင်လယ်ပြင်အခြေအနေကတော့ရခိုင်ကမ်းရိုးတန်းနဲ့မြို့ဝကျောမော်ဒေသတို့မှာလေဟာအနောက်အနောက်မြောက်ဘက်ကနေတနအီကို9မိုင်ကနေ10မိုင်ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနည်းငယ်ကနေလှိုင်းအထင်တင်ရှိနိုင်ပါတယ်။ တနင်္လာရီကန်ယူရဲနဲ့မုတ်တမခွေတို့မှာလေဟာအရှိရှိတောင်ဘက်ကနေတနင်္လာရီကို10မိုင်ကနေ -20 ခန့်တိုက်ခတ်နိုင်ပြီးလှိုင်းအနေငယ်ကနေလှိုင်းအသင်တင်ရှိနိုင်ပါတယ်။မိုးချီနေကတော့မြန်မာနိုင်ငံတဝန်းလုံးမှာနေရာအနှံ့ပြားမိုးထချုံရွာနိုင်ပါတယ်။နေပူချိန်တွေကတော့မြန်မာနိုင်ငံတဝန်းလုံးမှာနေပူချိန်တွေလျော့ကျနိုင်ပါတယ်။မြို့ချီနေမှာမြန်မာနိုင်ငံတဝန်းလုံးမှာမြူကြဆင်းမှုလျော့ကျနိုင်မှာကြောင့်လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကရတတဘတ်မိုးလေဝသအခြေအနေတွေကိုထုတ်ပြန်ထားပါတယ်ရှင်။